thank you မင်္ဂလာပါရှင်မန္တလေးခေစိတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမင်းအောင်လိုင်ကရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဆုံးရှုံးထားသောမြို့နယ်များအနက်မှမြို့ပေါ်ဧရိယာများကိုအထူးကဖြစ်နိုင်သမျှအမြန်ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန်ညွှန်ကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မင်းအောင်လိုင်ကရွေးကောက်ပွဲကျင်းပရန်အတွက်ဆုံးရှုံးထားသောမြို့နယ်များအနက်မှမြို့နယ်တစ်ခုလုံးထက်သိမ်းပိုက်ခြင်းတဲ့မြို့ပေါ်ဧရိယာများကိုသာဖြစ်နိုင်သမျှအမြန်ဆုံးအထူးကပြန်လည်သိမ်းပိုက်ရန်ညွှန်ကြားထားကြောင်းနေပြည်တော်ဆစ်ဘက်သတင်း ရင်မြစ်ကပြောဆိုပါရယ်အကြံဖက်စစ်ကောင်စီကနိုင်ငံတော်တွင်ထိုးစစ်ဆင်ခြင်းများအရှိန်ဟုန်မြင့်တင်နေရမှာဆုံးရှုံးထားတဲ့မြို့နယ်များအနက်မှာမြို့နယ်ဧရိယာများအလုံးကိုတင်ပိုက်ရန်မဖြစ်နိုင်ပါကမြို့နယ်ဧရိယာတစ်ခုလုံးကိုတင်ပိုက်ရန်အကယ်၍မြို့နယ်ဧရိယာတစ်ခုလုံးပြန်လည်တင်ပိုက်ရန်ခက်ခဲပါကမြို့ပေါ်ဧရိယာများကိုဦးစားပေးတင်ပိုက်ရန်ညွှန်ကြားထားကြောင်းသိရှိရပါရယ်ဆုံးရှုံးထားတဲ့နေမြေတွေမှာမြို့နယ်တစ်ခုလုံးကိုတင်ပိုက်နိုင်တဲ့အခြေအနေနဲ့အခွင့်အရေးရှိရင်မြို့နယ်ဧရိယာတစ်ခုလုံးပေါ်တကယ်လို့မြို့ နယ်ဧရိယာတစ်ခုလုံးပြန်သိမ်းပိုက်ဖို့ခက်ခဲတဲ့ကြားရှိမဲ့ဆိုရင်မြို့ပေါ်ဧရိယာကိုအ धिक ဦးတည်ပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့ညွှန်ကြားချက်ရှိတဲ့အ धिक ရွေးကောက်ပွဲအတွက်မြို့ဧရိယာကိုဦးစားပေးသိမ်းခိုင်းတဲ့သဘောလို့နားလည်ရပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်။ နေအောင်လိုင်းကဆုံရှုံထားတဲ့နေမြေများကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်အင်အားထောင်ချီတုံ့ရီထိုးစစ်ဆင်ခိုင်းရမှာနေမြေများကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်သောစစ်ကြောင်းမှအရာရှိနှင့်စစ်သည်များအားလုံးကိုယာရုတိုးပေးခြင်းမက်လောက်သောစုငွေနှင့်အခွင့်အရေးများပါချီးမြှင့်ပေးမည်ဟုလည်းမက်လုံးပေးထားကြောင်းသိရှိရပါသည်။နေမြေများကိုပြန်လည်သိမ်းပိုက်ရေးထိုးစစ်ဆင်နေသည့်စစ်တပ်စစ်ကြောင်းများတွင်လက်နက်ခဲယံရိတ်ခါများကိုစင်စက်မပြတ်အဆက်မပြတ်ပေးပို့နိုင်ရေးစစ်ကြောင်းတစ်ခုချင်းစီအတွက်တီးတန့်ထောက်ပို့တပ်ဖွဲ့များကိုပါဖွဲ့စည်း ေးထားကြောင်းရင်းတို့စစ်ကြောင်းတစ်ခုချင်းစီအတွက်ထောက်ဖို့တပ်ဖွဲ့များမှရခင်ကမရှိခဲ့ဘူးကြောင်းသိရှိရပါတယ်။အကြမ်းဖက်မင်းအောင်လှိုင်ကရွေးကောက်ပွဲကိုလာမည့်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအထိလေးပတ်တာကျင်းပသွားရန်စီစဉ်နေကြောင်းတက်နိုင်သမျှနေမြေအလုံးတွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးလှုပ်ဆောင်နေကြောင်းထုတ်ဖော်ပြောဆိုသွားကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံ၏စီးပွားရေးအမေရိကန်ဒေါ်လာ63.9ဘီလီယံအထိဆုံးရှုံးခဲ့ရပြီ စေသုံးစီကြောင့်နိုင်ငံ၏ကျွေးမီ60နှစ်ရာဂိုင်းလုံးတို့လာမြမပြည်သူထက်ဝက်ကြော်ကန်ဆင်းရဲမွေးတေမှုစံနှုန်းအောက်ရောက်ရှိတဲ့တရင်ချောင်းကိုတင်ဆက်ပေးပါမယ်မြမနိုင်ငံတွင်ဆရာနာသိမ်းမှုကြောင့်နိုင်ငံ၏စီးပွားရေးအမေရိကန်ဒေါ်လာ93.9ဘီလီယံထိဆုံးရှုံးခဲ့ရပြီးစေသုံးစီဦးစားပေးသုံးစွဲမှုကြောင့်နိုင်ငံ၏ကျွေးမီ60နှစ်ရာဂိုင်းလုံးတို့လာကြောင့်ကုလသမဂ္ဂလူခွင့်ရေးမဟာမင်းကြီးဘောကာထရက်၏မြမနိုင်ငံဆိုင်ရာလူခွင့်ရေးအခြေအနေအစည်းအဝေးခန်းစားရသိရှိရ ပါတယ်။ ယနေ့ကျင်းပမည့်59ကြိမ်မြောက်ကုလသမဂ္ဂလူခွင့်ရေးကောင်စီအစည်းအဝေးတွင်ကုလသမဂ္ဂလူခွင့်ရေးမဟာမင်းကြီးဘောကာထွတ်ကမြန်မာနိုင်ငံ၏လူခွင့်ရေးအခြေအနေအစီရင်ခံစာကို တင်ပြဖတ်ကြားမည်ဖြစ်ပြီးယင်းအစီရင်ခံစာတွင်မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေများကိုအသေးစိတ်ဖော်ပြရေးသားထားပါသည်။ဆရာနာသိန်းကာလာမဆာ၍မြန်မာနိုင်ငံ၏ပြည်တွင်းထုတ်လုပ်မှု GDP ခန့်မှန်းချက်အရအမေရိကန်ဒေါ်လာ63.9ဘီလီယံထိစီးပွားရေးအရအရှုံးပေါ်ခဲ့ပြီးကိုဗစ်မတိုင်မီ ီစီးပွားရေးအခြေအနေတို့ရောက်ရှိရန်2028ခုနှစ်အထိမျှော်လင့်၍မရတော့ကြောင်းသိရှိရပါသည်။ဆေယနာသိမ်းမှုကြောင့်မြန်မာနိုင်ငံသည်လွန်စွာနဲ့နေဆိုးရွားသည့်စီးပွားရေးအကျက်တဲတွင်ပိတ်မိနေက လက်နက်ကင်ပရိပခါကြောင့်ဖြစ်ပေါ်လာသည့်ဆိုးကျိုးသက်ရောက်မှုများကိုမြန်မာပြည်သူများကပြည်တွင်းတွင်သာမကမြန်မာနိုင်ငံတွင်ပါဆိုးရွားစွာရင်ဆိုင်နေကြရကြောင်းနိုင်ရှင်သုံးသက်ချက်များအရနိုင်ငံ၏စီးပွားရေးကဏ္ဍသည်အလွန်အမင်းကြဆင်းနေကြောင်းအရင်းမြစ်များအားနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးစွဲမှုများညှော့နေလာ ာကြောင်းအစိုးရခန်းစာမှာဖော်ပြထားပါတယ်မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွားမှုနှုန်းမှာလည်းအလွန်မြင့်မားလာပြီး2024-2025ဘဏ္ဍာရေးနှစ်တွင်30ရာခိုင်နှုန်းထိငွေကြေးဖောင်းပွားမှုများရှိခဲ့ကြောင်းမြန်မာကျပ်ငွေသည်အမေရိကန်ဒေါ်လာ နိုင်ရှင်ဂျေပါက90ရာခိုင်နှုန်းလျော့ကျလာကြောင်းသိရှိရပါတယ်မြန်မာစစ်တပ်ကအရင်းမြစ်များကိုအရက်သားလူလူဆိုင်ရာအခြေခံအဆောက်အုံနဲ့ဝန်ဆောင်မှုများတွင်ရင်းနှီးမြှုပ်နှံမှုထက်စစ်သုံးစိတ်ပေါ်ဦးစားပေးသုံးဆွဲခဲ့သဖြင့်နိုင်ငံတော်၏ကြွေးမြည်သည့်2024-2025ဘဏ္ဍာနှစ်တွင်62ရာခိုင်နှုန်းထိတိုးလာကြောင်းနိုင်ငံလူဦးရေထက်ဝက်ကျော်သည့်စည်ရဲမွေးတေမှုစံနှုန်းအောက်တွင်နေထိုင်ကြရကစားနပ်ရိက္ခာဖူလုံမှုမရှိသည့်အခြေအနေအားဆိုးရွားစွာခံစားနေကြရကြောင်းသိရှိရပါတယ် စံဟင်းတီဟင်းရွက်စားသုံးစီငါအသားနဲ့ဘဲအမျိုးမျိုးစသည့်စားသုံးကုန်ပစ္စည်းများ၏ကုန်စည်နှုန်းမှာလည်းယမန်နစ်နှင့်နိုင်ရှင်မာကတနိုင်ငံလုံးပြည်မြ၃၀ရာခိုင်နှုန်းထိတက်ခဲ့ကြောင်းထို့ပြင် စားသုံးစီဆေးဘက်ဆိုင်ရာပစ္စည်းဆေးဝါးမျိုးစင်းနှင့်ဓာတ်မြေဩဇာကဲ့သို့အရေးကြီးလာသောကုန်ပစ္စည်းများကိုလည်းတင်သွင်းခွင့်ကန့်သတ်ခဲ့ရာဆင်းရဲမွေးတည်မှုတန်ခံနေရသည့်လူထုအပေါ်သို့ဝင်ထုတ်ဝန်ပိုဖြစ်စေခဲ့ကြောင်းအစိုးရခန့်စားကဆိုပါတယ်စီးပွားရေးအချက်တည်းနောက်ခံရင်းမြစ်မှာစစ်တပ်ကပဟုပန်နှင့် န်စာတဒူးဖော်ဒီကဏ္ဍအပါအဝင်နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်ခြင်းကြောင့်ဖြစ်ကြောင်းနိုင်ငံတကာ၏ပိတ်ဆို့တားမြစ်မှုကြောင့်မြန်မာစစ်တပ်၏ဝင်ငွေရနိုင်မှုလမ်းကြောင်းများတုံ့ဆိုင်သွားသောလည်းနိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများကစစ်တပ်အတွက်အဓိကဝင်ငွေရလန်းအရင်းမြစ်များဖြင့်ဆက်လက်တည်ရှိနေကြောင်းသိရပါသည်စစ်တပ်ကစစ်သုံးစည်းကိုဆက်လက်ဖြည့်ဆည်းရန်ရည်ရွယ်၍တွင်းကုန်အစားထိုးခြင်းနိုင်ငံခြားငွေလဲလှယ်မှုထိန်းချုပ်ခြင်းနိုင်ငံခြားငွေမှမြန်မာကျပ်ငွေသို့စစ်တပ်အမြင့်ဆုံးရစေသည့်လဲလှယ် ည်မှုတမန်နှုန်းဖြင့်အတင်းအဓမ္မငွေလဲလှယ်စေခြင်းနဲ့နိုင်ငံခြားမှလွှဲငွေများကိုအခွန်အောက်ခံခြင်းအပြင်မှတ်ပုံတင်မထားသည့်နိုင်ငံခြားငွေလဲသည့်လုပ်ငန်းများကိုအရေးယူခြင်းများဆောင်ရွက်ခဲ့ကြောင်းထို့ကြောင့်မြန်မာစစ်တပ်မှပုံမှုကျွဲဝလာပြီးအရက်သားပြည်သူများမှပုံမှုဆင်းရဲတွင်နေစေကြောင်းအစိုးရခန်းစားကဆိုကြောင်းသိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမျိုးကိုစစ်ကောင်စီတပ်ကယနေ့မနက်အစောပိုင်းဒုတိယအကြိမ်လေရင်ဖြင့်ဘုံကျဲပြန်နောင်ချိုမျိုးပေါ်သို့စစ်တပ်ကလက်နက်ကြီးဖြစ်ခတ်မှုပြည်သူတဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်များပျက်စီးတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNL ကသိမ်းပိုက်ထားတဲ့ကြောင်မဲမျိုးကိုစစ်ကောင်စီကယနေ့မနက်အစောပိုင်းဒုတိယအကြိမ်ဖြင့်လေရင်ဖြင့်ဘုံကျဲချခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ယနေ့ဇွန်လ28ရက်နေ့မနက်ပိုင်း မနက်ပိုင်းအချိန်မှာစစ်ကောင်စီလေယာဉ်များကကြောင်မဲမြို့ပေါ်မြောက်ကုန်းဆောက်လုပ်ရေးဝင်းထဲသို့ဘုံနှလုံးကျဲချသွားကြောင်းအဆိုပါဘုံကျဲမှုကြောင့်ထိခိုက်ပျက်စီးမှုများရှိပြီးလက်တလုံးအခြေအနေကိုမသိရှိရသေးကြောင်းဒေသပြည်သူချို့ကပြောပါရယ်မနက်အစောတနားဝင်းကျင်လောက်ကကျဲသွားတာလူတွေကတော့လေယာဉ်လာကျဲနိုင်နေဆိုပြီးနုံနုံကြကြရှိကြတယ်ဆောက်လုပ်ရေးယုံပျက်စီးတယ်လို့တော့ကြားတယ်အတိအကျတော့မသိရသေးဘူးဟုကြောင်မဲဒေသပြည်သူတို့ကပြောဆိုပါရယ်ဇွန်လ24ရက်နေ့ကလည်းကြောင်မဲမြို့ကိုစစ်ကောင် င်စီတပ်ကပထမအကြိမ်ဖြင့်လေရင်ဖြင့်ဘုံနှလုံးကျဲချခဲ့ရာပန်းစပယ်လက်ဖိတ်ဆိုင်အနီးနဲ့ဆံပြထမင်းဆိုင်ပေါ်သို့ကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူလေးဦးသေဆုံးကအများပြဒဏ်ရာရရှိခဲ့ပါတယ်အလားတူဇွန်လ26ရက်နေ့စစ်ကောင်စီတပ်က နောင်ချိုမြို့ပေါ်သို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဟောင်ဝေစာလက်နက်ကြီးဖြင့်ပစ်ခတ်လိုက်သောကြောင့်ပြည်သူတို့ဦးဒဏ်ရာရရှိပြီးနေအိမ်သုံးလုံးထိမှန်ပျက်စီးသောကြောင့် TNLA ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ် ဇွန်လ26ရက်မနက်8:00နာရီမိနစ်30အချိန်နောင်ချိုမြို့ဈေးရက်နေမြေကိုမှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကဟောင်ဝေစာလက်နက်ကြီးလေးလုံးပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်ပြည်သူလူထုတအူးထိမှန်ဒဏ်ရာရရှိပြီးစစ်ရှောင်နေသည့်ပြည်သူလူထုနေအိမ်တစ်လုံးလည်းထိမှန်မီးလောင်သွားခဲ့ကြောင်းသိရှိရပါသည်ထို့အတူဇွန်လ25ရက်ည10:45မိနစ်အချိန်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးရှစ်လုံးဟာနောင်ချိုမြို့ဈေးရက်ကွက်နေမြေ30မှာနေအိမ်နှလုံးထိမှန်သွားခဲ့ပြီးတချို့ မှာကြောက်ကူဖုန်ကြီးချောင်းအောက်ဖက်တောထဲကိုကြာရောက်ပတ်ကွဲချောင်းသိရပါတယ်။အကျန်းဖက်စစ်ကောင်စီတပ်ကဇွန်လတလလုံးအပြစ်ခတ်ရင်ဆိုင်ကြီးညာထားပေမဲ့နောင်ချိုမြို့နယ်တွင်ကိုအပြင်းထန်ထိုးစစ်ဆင်တွေကနောင်ချိုမြို့ကိုလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းလေရင်ဖြင့်ပုံကျဲခြင်းများဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်း TNL ထုတ်ပြန်ချက်အရသိရှိရပါတယ်။